င်္ဂလာပါဒီနေ့မိတ်ဆွေတို့မိတ်ဆက်ပေးခြင်းနဲ့ဆော့ဝဲလေးရတော့ထွက်ရှိခဲ့တာတော့နှစ်တော်တော်ကြာခဲ့ပါပြီဒါပေမဲ့လူတိတားနေပါတယ်ကျွန်တော် rock ချင်းနေ metal တွေကို solo တွေ vamp တွေ share ဖြုတ်လို့ရတယ် heavy seven string ဆိုတဲ့ဆော့ဝဲလေးဖြစ်ပါတယ်ကျွန်တော်ဟိုးတုန်းကတော့ဖိဖို့မှာတင်ပေးခဲ့ပူပါတယ်ဒီကောင် function တော်တော်စုံနေ ကျွန်တော်ဒီလောက်ကနေပြီးတော့ကိုစေထားတဲ့ setting တွေကိုပြန်ခေါ်လို့ရတယ်။ကိုချိန်ထားတဲ့ setting တွေကိုဒီမှာစေလို့ရတယ်။ဒီမှာ effect တွေကိုခေါ်သုံးလို့ရတယ်။ effect ဆိုလဲမျိုးစုံပါတယ်။ဒါသူ default ပေးထားတဲ့နမူနာပေးထားတဲ့ကောင်းနေပေါ့။ဘက်ဒီမှာဒီမှာကို clean ကြိုက်လား၊ ambiance ကြိုက်လားအဲ့လိုမျိုးပေါ့။ဒီမှာ bed in down အဲဒါဆိုဒါသူ effect setting တွေအထပ်လိုက်ပေါ့နော်။တကယ် hardware လို effect တွေကိုအထပ်လိုက်ထပ်ပေးထားတာ။ before percussion ဆိုတဲ့ဟာ သူလည်းအဲ့လိုပဲအထပ်လိုက်ပဲတောက်လျှောက်ပါတယ်အဲ့ဒီပြင်အောင်မှကိုကြိုက်တဲ့ effect တွေဒီမှာတပုံကြီးပါတယ်ကျွန်တော်တတုံးချင်းဒီပုံစံမျိုးပေါ့အပြင်က boss guitar effect ပုံစံမျိုးတုံးချင်းဒီပုံစံမျိုးကိုလိုချင်လိုချင်တဲ့ effect ကိုဒီဘက်ထဲကိုဆွဲထည့်လို့ရတယ်ဥပမာကျွန်တော် override ထည့်ထည့်ချင်တယ်ဆိုရင်ဒီမှာ override လေးကိုဖိလိုက်ဒီဘက်ကိုဆွဲထည့်လိုက်ဒါဆိုဒီမှာ override ဆိုပြီးထည့်ရောက်လာပြီဒီမှာစိတ်ကြိုက်ချိန်လို့ရတယ်အဲ့မှာဆိုလဲ metal clean ဆိုပြီးပေါ်နေအမှန်တကယ်ကိုကြိုက်တဲ့ color တွေပေါ့နော် base ကစပါတယ် base amp ကစဒီမှာ base amp ဒါဆို base amp ဖြစ်သွားပြီကိုစိတ်ကြိုက်လို့သလို drive တွေ presence ရဲ့ level တွေ low gain mid အကုန်ချိန်လို့ရတယ်ဒီမှာလည်းအတူတူပဲဒီမှာ effect setting တွေအများကြီးပါတယ်ကိုစိတ်ကြိုက် color ကို guitar အပြင်မှာ effect cabinet တစ်ခုကိုချိန်သလိုစိတ်ကြိုက်ချိန်သုံးလို့ရပါတယ် EQ ပါမယ် compressor ပါမယ် phaser မတလေးတွေ robot တွေဒီမှာကိုထပ်ထည့်ခြင်းဒီဘက်ကဝါဝါထည့်မလား talker ထည့်မလားဒီလိုမျိုးပေါ့ဒီမှာအများကြီးရှိတယ်ဗျာဒီတဲ့ဟာကိုကိုကြိုက်တာရွေးထည့်လို့ရတယ်ဒါကတော့ effect setting ပေါ့နောက်ဒီဘက်မှာ pattern ဆိုတာရှိပါတယ် pattern ကတော့သူနမူနာတီးပြတာနမူနာတီးပြတာတဲ့ဟာတွေတွေပုံကြီးပါ မဒီပေါ်သုံးဟာလေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်နောက်တစ်ခု

Thank you. ဒီကောင်းနေအကုန်လုံးကိုကျွန်တော်ဒီအတန်ဖန်း software တွေက MIDI line တွေကိုခေါ်ထည့်လို့ရတယ်။အဲဒါတကျကျွန်တော်နမူနာခေါ်ထည့်ပြရတဲ့။ဒီမှာကိုလိုချင်တဲ့ဟာကိုဒီကောင်ဥမာ bounce လုပ်လိုက်မယ်။ဒီမှာကိုစိတ်ကြိုက်ပြင်လို့ရတယ်ဗျ။ကိုတခြင်းနဲ့ live ဖက်တဲ့ပုံစံကိုအကုန်ပြန်ပြင်လို့ရတယ်။ မဒီကောင်ကျွန်တော်သူ EQ နဲ့သွားရတယ်။ဒီဟာကိုကျွန်တော် 高哦。提高我讲的指标来。ဒါဆိုရင်ကျွန်တော် CFG ပြောင်းလိုက်တယ်ပထမဆုံးသုံးပါဦး သူနှစ်ပါးပုံစံနေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ရှောက်ပြောင်းပလိုက်တာအဲ့ဒါ

ကောင်ကြိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ thread brand လုပ်ဆိုတာရှိတယ်ဒီကောင်ကနေပြီးတော့ဖိပြီးတော့ဒီမှာဆွဲထည့်လိုက်အောင်အဲနှစ်ပါးလေးပေါ့နော်ကျွန်တော်၈ပါး pattern စီထားဖြစ်တဲ့တော့ကျွန်တော်ဒီကောင်ပွားလိုက်မယ် control d နဲ့ပြီးရင်ဒီလေးခုကိုကျွန်တော် media တွေက mouse လုပ်လိုက် ကောင်ကိုလည်းကျွန်တော်ခုနလိုမျိုးပဲပြောင်းကြည့်လိုက်မယ် C D D ဆိုတဲ့ဒီကောင်ကိုကျွန်တော်ကြည့်လို့ပြောင်းလိုက်တော့နောက်ဒီဘက်ကနဘာကိုကျွန်တော် A ပြောင်းလိုက်ဒါဆိုရင်ကျွန်တော် D G A D ပြန်ဖွင့်ကြည့်လိုက်မယ်ကျွန်တော်ပြောင်းလာတယ်ဟော ဒီလိုပုံစံနေအကုန်ပြောင်းလို့ရတယ်ဒါအလုံးနေရာစပေါ့နော်ကိုအကုန်ပြန်ကွန့်လိုက်လို့ရှိရင်ကိုရဲ့ပုံစံဖြစ်သွားမယ်ထွေထူးထူးအစ်စ်မရေးပဲနဲ့တော့ရတယ်ကျွန်တော် midi keyboard ရှိရင် midi keyboard နဲ့ဒီမှာချိန်ပြီးတော့လဲ pitch pan နေရာစအကုန်ရတယ်တုံးလို့ရတယ်ဒီမှာ tremolo tremolo ကစဒီမှာ pitch pan ကို 12 rate ရှိပါပြီပြောပြီး Tomlo နဲ့မြင်းဟီတန်တို့ဟာမျိုးတွေဒါမျိုးတွေလုပ်လို့ရတယ်ဒီမှာ volume ချိန်လို့ရမယ် pitch ချိန်လို့ရမယ်နောက်ဒီမှာ equalizer တွေပါသေးတယ် string 7654321ကျိုး9ချောင်းချိန်ဖို့သူက7 string guitar မကပိုပါတယ်ကပိုလို့ရွှေ့လို့ရတယ်ကိုကြိုက်တဲ့ open string လွှတ်ချင်တဲ့သူကပိုရတယ်ဒီမှာ drop ဆိုတာရှိတယ်ကျွန်တော် tuning down ပဲတီးတာမျိုးပေါ့ strumming speed strumming speed ဆိုတာဒီကောင် speed ကိုအနည်းအမြန်ချိန်လို့ရမယ် pump တီးတဲ့ဟာတွေဒီမှာ tension ချိန်လို့ရမယ် resonance နဲ့ချိန်လို့ရမယ်ဒါတွေအကုန်ရှင်းပြရဲ့ ဇလံပြီးတော့ဘောဒီမှာ modulation တွေအစားချိန်လို့ရတယ် sustain တွေချိန်လို့ရတယ် you guitar လိုပဲဒီမှာ tone တွေ volume တွေ pickup တွေ pickup setting တွေအကုန်ပြန်ချိန်လို့ရတယ်ပတန်တဲ့မှာအများကြီးပါသေးတယ် clean ဆိုရင်လည်း clean ရှိတယ် ambient ဆရာတစ်ချက်နေနဲ့စမ်းမယ်ကျွန်တော်ကဒီ ready made သုံးမိသားတွေကိုယူပြီးတော့ကိုယ်စိတ်ကြိုက်ပြန်စီလို့ရတယ်ပြန်ရေးလို့ရတယ်ကိုယ့်အကူအစ်စ်ရေးမယ်ဆိုရင်လေဒီကကြိုက်တဲ့ကာလာကိုရွေးပြီးတော့ ကိုယ့်ကိုမီဒီစိတ်ကြိုက်ပြန်စီရေးလို့ရမယ်အဖက်တွေကိုလည်းစိတ်ကြိုက်ချိန်လို့ရမယ်အဲ့ပြင်မီဒီကီးဘုံးနဲ့လည်းသူကတီးလို့ရတယ်ကျွန်တော်မီဒီကီးဘုံးမချိတ်ထားလို့တော့စေကျွန်တော်မီဒီကီးဘုံးမချိတ်ထားလို့ဒါမောက်နဲ့ပဲတီးလိုက်တာဘက်က မီဒီကီးဘုန်းတဲ့ဆိုဒီဘက်ကမြူတွေတီးပြီးတော့ဒီဘက်ကအလုံးကြီးအလုံးတွေတီးလို့ရတယ်ဒီဘက်မှာတော့ဟာမိုနီတရားစအကုန်တီးလို့ရတယ်ဒီကောင်တွေကြတော့သူကနှစ်ခုဒီဘက်နဲ့နှစ်ခုတွဲတီးမှာမီဒီကီးဘုန်းနဲ့နှစ်ခုတွဲတီးမှာဒီကောင်တွေကတီးတာ ူက clean နေပါကောင်းကောင်းပါတဲ့အတွက်ကျွန်တော်တို့က pop ချင်းနေမှာတော့မှ solo ချူချူလေးတီးမယ်ဆိုတီးလို့ရပါတယ် ဒါကတော့ distortion mic တွေပေါ့ဒီမှာ solo လဲပါတယ် step in by ီမှာ strumming ဆိုပြီးပါတယ်ရတန်လေးတွေပေါ့ဒီရတန်လေးကိုလည်းကိုဒီမှာဆွဲထည့်ပြီးတော့ကိုလိုချင်တဲ့ key ကိုလိုချင်တဲ့ chord တွေကိုပြန်ပြောင်းလို့ရတယ် ထရာလိုးဆိုပြီးပါမယ်။မဘေးဆိုလိုတာပါသေးတယ်။ဘေးဆိုလိုတာဒီဝေတာသေးတယ်။ Dustin Robbins. ချင်းကဲပဲတော်တိရတယ် တော်ရဆန်းတရားတွေအများကြီးပါပဲဒါသူမှာဆက်တင်နေရှိသေးတယ်ဒီထဲမှာအကုန်ချိန်လို့ပြုလို့ရသေးတယ်ဒါ music အလုံးလေးရှာနိုင်တယ်ကော့လေးတွေရှာနိုင်တယ်အဲဂီတာတော့ကောင်းကောင်းမတီးတတ်ဘူးဆိုတော့ music producer တွေအတွက်တော်တော်အသုံးတည့်ပါတယ်ဒီဟာလေးကိုကျွန်တော်မိတ်ဆွေတွေအတွက်မျှဝေပေးတာပါဟုတ်တိကျနာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်